မြန်မာနိုင်ငံမှာမကြခင်ကျင်းပမဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုပြည်သူလူထုအများစုကစိတ်ဝင်စားပြီးမဲပေးကြမယ်ဆိုရင်ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USTP အတွက်အန္တရာယ်ရှိတယ်လို့နိုင်ငံရေးလှိလသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါရယ်ရွေးကောက်ပွဲကတော့ရွေးကောက်ပွဲကတော့အခုကဟိုပြည်သူလူထုကအဲဟိုအများပြည်သူလူထုကအခမ်းအနားနေကြတော့တော်တော်များများကရွေးကောက်ပွဲကိုစိတ်ဝင်စားကြဘူး ိတ်ဝင်စားကြဘူးနောက်တစ်ခုကစိတ်ဝင်စားတဲ့လူဆိုလို့ရှိရင်လည်းအပြည့်အစုံပြုထောက်ခံတဲ့လူတက်တက်ထောက်ခံတဲ့လူနောက်ပေါ့ပေါ့နော်ဒီရန်ကျိုးကိုကျွန်တော်တို့ဝိုင်းယူတော့အာဖြည့်နေဖြည့်ပြီးတော့အားပေးတဲ့လူရောက်တဲ့စိတ်ဝင်စားကြတာတွေ့ရတယ်အဲအဲ့တော့အဲ့တော့အဲအများကြီးသူကတော့နော်ဒီပြောနေကြတာကအဲ့ဒီလိုစိတ်စိတ်ဝင်စားတာကဒီခြံကျိုးအတွက်ကောင်းနေတယ်လို့ယူဆတယ် ။အပြင်ကတော့အဲ့ဒါကျင်ပြုနိုင်။လာပေးတဲ့နည်းတွေကပြုနည်းတွေပဲဖြစ်။အဲ့တော့ယူပောက်ပွဲကိုဒီလူလူအများစုကသိဝင်တာကဲကဲတဲ့ကလာမဲ့တွေကိုသူတို့ကအန်ချီ။အဲ့လိုအများစုလည်းကြွားနေလည်းလာပေးနေတယ်ဒီလိုရှိနေ။အဲ့ဒါသူတို့ကိုတန်းတင်ပေးနေနည်းတွေဖြစ်ပြီးများတယ်ပေါ့နော်။ဟိုမှာကျွန်တော်တို့ energy ပါဝင်နေအချိန်နဲ့မပါဝင်နေအချိန်ကွာကြားလို့ပေါ့။ energy ပါဝင်နေပါဝင်ဒီကောက်ကွက်မှာပါဝင်နေအချိန်ကြည့် နေလာပြီးတဲ့ကိုတတန်းတော့ဘုကကြိတ်ကြလည်းများတယ်2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်၄နှစ်ကျော်အကြာမှာရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာ အပိုင်းနှစ်ကိုကျင်းပမှာဖြစ်ပြီးနှစ်ပတ်အကြာမှာတော့အပိုင်း3ကိုကျင်းပသွားမယ်လို့အမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီတည်င်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ10ရက်မှာထုတ်ပြန်ပြောကြားထားတာပါ အခုနှစ်ဇင်ဘာမဲရွှေကောက်ပွဲဟာလွတ်လပ်ရေးရပြီး1948ခုနှစ်နောက်ပိုင်းမြန်မာကကျင်းပခဲ့မှုတဲ့မဲအများဆုံးရသူအနာယူစနစ် FPTP တမျိုးတည်းနဲ့ပြုလုပ်မှာမဟုတ်ပေရွေးကောက်ပွဲစနစ်နှမျိုးကိုရောနှောကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီစနစ်နှမျိုးဟာ FPTP စနစ်နဲ့ PR လို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်တို့ကိုရောနှောကျင်းပမှာပါ။အခုနှစ်စတင်ကျင်းပမဲ့ရွေးကောက်ပွဲဟာ၄နှစ်ကြာကြာမြန်မာနိုင်ငံရေးပြည်ထနာကိုဖြည့်ရှင်းရမှာ အရွေးတစ်ခုကိုလှမ်းနိုင်မယ်လို့စစ်ရင်းနဲ့နိုင်ငံရေးကိစ္စတွေကသုံးသပ်ထားကြတာပါဒါပေမဲ့ရွေးကောက်ပွဲဟာကျေပြတ်နေတဲ့လက်နက်ကိုင်ပဋိပက္ခတွေအပေါ်မှာတက်ရောက်မှုကြီးကြီးမားမားမရှိနိုင်ဘူးလို့နိုင်ငံရေးလိလသုံးသပ်သူတဦးက CNN သတင်းဌာနကိုပြောပါတယ်လက်နက်ကိုင်ရွေးကောက်ပွဲကတော့ရွေးကောက်ပွဲကတော့လက်နက်ကိုင်ပဋိပက္ခအပေါ်မှာအကျိုးတရားမှုမရှိနိုင်ဘူးအထက်ကအဓိကလက်နက်ကိုင်ပဋိပက္ခ ေပေါ်မှာအကျိုးတရားမှုရှိနိုင်တာကတရုတ်ရဲ့ဆက်သက်မှုပဲတရုတ်ရဲ့ဆက်သက်မှုကြောင့်ဒီအခုဒီနီနောင်ဒုံးကွဲလို့ခေါ်တဲ့ပြည်တော်ရမ်းနေခွန်တည်နေမှာနည်းနည်းများပြားကိုတိုက်သိမ်းမှုခံရဲ့ဒီ DNA လေး MNA လေးနဲ့ဒီလိုကြားနဲ့နော်အဲဒုံးကွဲကြားနဲ့အဲ NGPDF ဒီတော်နာရေးတဲ့ပုံကြား ကြားမှာနေရာရေးပြသဘောထားကွဲမှုတွေလက်တွေ့လုံဆောင်ချက်တွေမှာအဲဒီဒီအစည်းအဝေးတွေကိုပြောလို့ရှိတယ်အဲ့ဒါမျိုးဖြစ်နေတော့ဒီဒီကောက်ကွဲအကြောင်းကတော့ကျွန်တော်တို့ဖိတ်ဒီကောက်ကွဲအကြောင်းအာဇာတ်ကိုင်ပြီးပကတိအပေါ်မှာတရားမှုအကြီးကြီးမားမားရှိနေတယ်ဆိုတာဒီတော့ကျွန်တော်တို့ဖိတ်ချင်ပြီးတော့အခုကျင်းပမဲ့ရွှေကောက်ပွဲမှာလွတ်တော်ကိုစလေလောင်ဆွစုပေါင်း 9023ဦးအနက်ဥပဒေနဲ့မကိုက်ညီတဲ့အတွက်ပယ်ဖျက်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း86ဦးရှိပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာလူထုထောက်ခံမှုအကောင့်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရှမ်းတိုင်းဒေသကြီးဒီမိုကရေစီအဖွဲ့ချုပ် SNLD ရခိုင်မျိုးသားပါတီ AMP တို့မပါဝင်ပါဘူး။ဒါကြောင့်ပြည်သူလူထုဟာရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိသလိုမဲပေးဖို့လည်းစိတ်အားထက်သန်မှုမရှိတာကြောင့် USDP ကအားသာလျက်ရှိနေတာပါ။